ကမ္ဘာပေါ်မှာမြောင်မျိုးစိတ်ပေါင်း300ကနေ900ရှိတဲ့နဲ့မြန်မာနိုင်ငံမှာကျက်စားတဲ့မြောင်မျိုးစိတ်20ရှိပြီးဒီမျိုးစိတ်20ထဲမှာပုတ်ပါလန်ကာမျိုးစိတ်ကမြန်မာနိုင်ငံတစ်ခုထဲမှာပဲကျက်စားတဲ့မြောင်မျိုးစိတ်ဖြစ်ပါတယ်။ World Wonder Season ကနေဒီကနေ့မှာပြောပြပေးမှာကရှားပါမြောင်မျိုးစိတ်ထဲမှာပါဝင်ပြီးမြန်မာနိုင်ငံမှာသာတွေ့ရှိရတဲ့ပုတ်ပါလန်ကာလို့ခေါ်တဲ့မြောင်မီးရှိအကြောင်းပဲဖြစ်ပါတယ်။ သူတို့ကိုအများဆုံးတွေ့ရှိရတဲ့ပုတ်ပါတောင်ကိုအစွဲပြုပြီးပုတ်ပါမြောင်မီးရှေလို့နာမည်ပေးမှတ်တမ်းတင်ထားပါတယ်။ဒါ့အပြင်ဘကိုးရုံမနဲ့ရှမ်းပြည်နယ်အတွင်းကပန်းလောင်နဲ့ဗရားလင်းကူတော်ရိုင်းတရိษံဘေးမဲ့တော်မှလည်းပုတ်ပါမြောင်မီးရှေတွေကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ကဘာပေါ်မှာမြောင်မျိုးစိတ်ပေါင်း300ကနေ900ရှိတဲ့နဲ့မြန်မာနိုင်ငံမှာကြက်စားတဲ့မြောင်မျိုးစိတ်20ရှိပြီးဒီမျိုးစိတ်20ထဲမှာပုတ်ပါလန်ကာမျိုးစိတ်ကမြန်မာနိုင်ငံတစ်ခုထဲမှာပဲကြက်စားတဲ့မြောင်မျိုးစိတ်ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေဟာလွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာပုပ်ပားဒေတာမှာရှိတဲ့မြောက်မျိုးနွယ်စုတစ်ခုကိုလေ့လာရင်းအဲ့ဒီမျိုးနွယ်စိတ်က primate မျိုးနွယ်ထဲမှာထူးခြားတဲ့မျိုးနွယ်စိတ်တစ်ခုဆိုတာကိုအတိအပြုကြေညာခဲ့ပါတယ်။ primate တတဝါဆိုတာကတော့လူအပါဝင်မြောက်မြောက်ဝံ gorilla လီမော်၊ဆွေစတဲ့လူသားတတဝါနဲ့ပိုပြီးနီးစပ်တဲ့နိုးတိုက်တတဝါတွေကိုခေါ်ဝေါ်တာဖြစ်ပါတယ်။ မိโกပြာရောင်မျက်ကွင်းတွေကမျက်မှန်တက်ထားသလိုအဝိုင်းပုံတရံဖြစ်ပေါ်နေတာကြောင့်တစ်ချိန်လုံးကတော့သူတို့ကိုမျက်ကွင်းပြာမြောင်မျိုးတဲ့စည်ရင်တွင်ထားခဲ့ကြပါတယ်။ပုပ်ပားမြောင်မီးရှည်ဆိုတဲ့အတိုင်းသူတို့ရဲ့အမီးဟာသူတို့အရက်ထက်ပိုရှည်ပြီးများသောအားဖြင့်အမီးဟာ၃ဘီလောက်ထိရှည်လျားကြပါတယ်။ကိုခန္ဓာကများသောအားဖြင့်မိโกရောင်အနှုနဲ့မိโกရောင်အရင်အရောင်တွေဖြစ်ပါတယ်။မျက်လုံးနဲ့ဝမ်းပိုက်တို့မှာအဖြူရောင်ဒါမှမဟုတ်မိโกပြာရောင်ရှိကြပါတယ်။ အမွှေးကျန်းကျန်းတွေရှိတယ်လို့ခေါင်းမှာပေါက်တဲ့အမွှေးတွေကအမောက်လိုထောင်းနေပြီးခန္ဓာကိုယ်အလေးချိန်က18ပေါင်လောက်ထိရှိနိုင်ပါတယ်။မြောက်မီးရှည်တွေဟာတမာပိုင်းတစ်တော်ရွက်ပြက်ရောနှောတော်နဲ့ဝါရုံတို့မှနေထိုင်ကြက်စားကြပြီးအသီးထက်အရွက်ကိုပဲအ திக စားကြပါတယ်။သူတို့ကတစ်ပင်နေပေါ်မှာပဲနေထိုင်ကြပြီးတခါတရံမှပဲမြေပေါ်ကိုဆင်းလာကြပါတယ်။တကောက်နှစ်ကောင်ကနေစပြီးအကောင်ကြီးအများပြားထိအုပ်စုလိုက်နေထိုင်ကြတဲ့မျိုးစိတ်ဖြစ်ပါတယ်။သူတို့ဟာအပူချိန်တန်ကိုလည်းခံနိုင်ရရှိကြပါတယ်။ သုံးနှစ်နေမှတခါသားပေါက်လေရှိပြီးတခါသားပေါက်ရင် တကောင်သာပေါက်လေရှိပါတယ်။ပြီးခဲ့တဲ့2020နှစ်ကုန်ပိုင်းလောက်မှာပဲမျိုးစိတ်တစ်အဖြစ်တိတိကျကျမှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပေမဲ့လည်းပုပ်ပားမြောင်မီးရှိမျိုးစိတ်ဟာတခြားမျိုးပီစားတွေနဲ့ခွဲထွက်ပြီးသူ့မျိုးရိုးအနေနဲ့တီးကြရက်တီလာတာနှစ်ပေါင်းတသန်းလောက်ကြာပြီလို့မျိုးပီစားသူတေသနပညာရှင်တွေကခန့်မှန်းထားကြပါတယ်။ပုပ်ပားမြောင်မီးရှိမတိုင်ခင်ကချင်ပြည်နယ်မှာတွေ့ရှိရတဲ့နှာခေါင်းလံမြောင်မျိုးစိတ်ကိုလည်းကမ္ဘာပေါ်မှာရှိတဲ့ရှားပါးမျိုးစိတ်တစ်ခုဖြစ်မှတ်တမ်းတင်ထားပါတယ်။ မျိုးဗီဇသုတေသနပညာရှင်တွေဟာမြန်မာနိုင်ငံမှာမြောက်မျိုးစိတ်တစ်တွေရှိနေလိမ့်အောင်ပဲလို့ယူဆတဲ့အတွက်ရှာဖွေခဲ့ကြရတာကပုပ်ပားမြောက်မီးရှည်ရဲ့ဒဲလွန်စားကိုတောတောင်ထဲမှာမဟုတ်ပဲပြလိုက်တစ်ခုထဲမှာမမျော်လင့်ပဲတွေ့ရှိခဲ့ကြတာပါဗြိတိရှားတို့မြန်မာနိုင်ငံကိုသိမ်းပိုက်အုပ်ချုပ်ခဲ့စဉ်ကမြန်မာနိုင်ငံမှာရှိတဲ့မျိုးဗီဇတချို့ကိုရယူပြီးလန်ဒန်မြို့ကဗြိတိရှားတဘာဝတမိုင်းပြလိုက်ထဲမှာတင်စီထားခဲ့ပါတယ် အဲ့လိုတင်းစီထားတဲ့မျိုးဗီဇတွေကိုလေ့လာတဲ့အခါဗြိတိရှ်သဘာဝတမိုင်းပြလိုက်ထဲမှာရှိတဲ့မြန်မာနိုင်ငံကမြောက်မျိုးဗီဇတစ်ခုဟာကမ္ဘာမှာမှတ်တမ်းမတင်ထားရသေးတဲ့မျိုးစိတ်တစ်တစ်ခုဖြစ်နေတာကိုစတင်တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။အဲ့လို တွေ့ရှိပြီးတဲ့နောက်မှာဒီမျိုးဗီဇရှိတဲ့မြောက်ဟာမြန်မာနိုင်ငံမှာတက်ရှိထင်ရှားရှိနေလောက်သေးတယ်လို့ယူဆပြီးရှာဖွေခဲ့ကြတာပါ။အဲ့လိုစူးစမ်းရှာဖွေသူတေသနလုပ်မှုတွေရဲ့အကျိုးရလဒ်အဖြစ်အခုပုတ်ပါမြောက်မီးရှိကိုတွေ့ရှိဖော်ထုတ်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ မျိုးစိတ်တဲ့အဖြစ်မှတ်တမ်းတင်နိုင်ချိန်နဲ့တပြိုင်နက်တည်းမှာပဲမျိုးသုံးပြောက်ွယ်မဲ့အန်ဒီရဲ့ရင်ဆိုင်နေရတဲ့မျိုးစိတ်အဖြစ်နဲ့ပါသတ်မှတ်ခံခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ကမ္ဘာပေါ်မှာပုတ်ပါမြောင်မီးရှိစုစုပေါင်းအကောင်ရေ200နဲ့250ကြားပဲကြန့်ရှိတော့တယ်လို့ယူဆထားကြပါတယ်။အထူးကအဖြစ်သစ်တောတွေပြုံးတိလာခြင်းနဲ့စိုက်ပျိုးမြေချဲ့ထွင်လာခြင်းအပြင်တရားမဝင်အယောင်ဝယ်ပြုလုပ်ဖို့အတွက်အမဲလိုက်မုတ်ဆိုးတွေရဲ့ဖမ်းဆီးမှုတွေကြောင့်သူတို့ရဲ့စကြက်ဒေတာတွေပျောက်ဆုံးလာနေပါတယ်။ဒါ့အပြင်အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူတာနဲ့တပ်ဖြတ်ဖမ်းဆီးတာတွေကြောင့်လည်း ကမ္ဘာပေါ်ကရှားပါးမျိုးစိတ်တွေဟာမျိုးသုံးပြောက်ွယ်ရတော့မဲ့အခြေအနေမျိုးနဲ့ရင်ဆိုင်နေရပါတယ်။လက်ရှိမှာတော့ပုတ်ပားမြောင်ပြီးရှိမျိုးစိတ်ရဲ့ကြံရှိတဲ့အကောင်ကြီးအားလုံးကိုမြန်မာနိုင်ငံမှာပဲတွေ့ရှိနိုင်တော့တာကြောင့်နိုင်ငံရဲ့အဖိုးတန်ယတနာတစ်ခုလိုတတ်မှတ်ပြီးဝိုင်းဝန်းထိန်သိမ်းစောင့်ရှောက်သွားကြရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းအကြောင်းအရာတွေမှတ်သားစရာကောင်းတဲ့ဘူတုဒ္ဒရာဖြစ်ပေါ်ရာတွေကိုတော့ဇလန်းရဲ့ podcast channel YouTube channel နဲ့ Facebook page တို့မှာနားဆင်လေ့လာနိုင်ပါတယ်။ဗီဒီယိုအစ်တင်တိုင်းသိရအောင်ဇလန်းရဲ့ Facebook page ကို like and follow လုပ်ပြီး share ပေးသွားကြပါအောင်ခင်ဗျာ။ဇလန်းကိုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။ဇလန်းမှတင်ဆက်တယ်နော်။